မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်ထရာကိုဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကယာရုကနေပြီးတော့ဒီကနေ့မှာအပိဖယ်ရှားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇွန်လတရနေ့ကစတင်ပြီးတော့ထိုင်းဝန်ကြီးချုပ်ဘေတုံတန်ရှန်နာဝတ်ထရာကိုယာရူးကနေယာယီဆိုင်ကန်ထားရကနေပြီးတော့ယနေ့မှာအပိဖယ်ရှားရန်ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဝန်ကြီးချုပ်ဘေတုံတန်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ကြားမှာနယ်စပ်တင်းမာမှုကိစ္စဖုန်းအပြန်အလှန်ပြောဆိုခဲ့တဲ့အတန်ဖိုင် ပေါက်ကြားခဲ့ပြီးတော့အဲ့ဒီအတန်ဖိုင်မှာထိုင်းဝန်ကြီးချုပ်အနေနဲ့ကျင့်ဝတ်ကိုဖောက်ဖျက်ပြီးနိုင်ငံအတွက် ိတ်ခါကြစေတယ်လို့ပြောဆိုလိုက်ပါတယ်ဝင်းကြီးချုပ်ရဲ့ပြောဆိုမှုများဟာအခြေခံဥပဒေကိုချိုးဖောက်ပြီးတော့နိုင်ငံတော်ရဲ့လုံခြုံရေးကိုလည်းထိပါကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဆုံးဖြတ်ချက်ချလိုက်ပါတယ်ဟွန်ဆန်နဲ့ပြောတဲ့ဖုန်းအတန်းဖိုင်ထဲမှာထိုင်းဝင်ကြီးချုပ်ပေတုံတန်ကထိုင်းတပ်မတော်အပေါ်မတင်တော်တဲ့အုံနှုံများနဲ့ပြောဆိုခဲ့ပြီးတော့ထိုင်းအထက်လွတ်တော်အမတ်36ဦးကအခြေခံဥပဒေခုံရုံးထံကိုတရားဝင်တိုင်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဝင်းကြီးချုပ်ကိုဖယ်ရှားလိုက်တဲ့အတွက်ထိုင်းဝင်ကြီးချုပ်အစ်စ်ကိုထပ်မံရွေးချယ်ရမှာဖြစ်က ထိုင်းအစိုးရတဖွဲ့လုံးအပြောင်းလဲများပြုတ်လုပ်ရမှာဖြစ်တယ်လို့ထိုင်းသတင်းဌာနများကရေးသားဖော်ပြထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းပလဲခန့်ကိုလမ်းပိုင်းကပလဲမြို့နယ်နှောကန်ကျေးရွာအနီးစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာမနေ့ကဩဂတ်စ်လ28ရက်နေ့ကမိုင်းမိပြီးတော့ထိခိုက်တေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အား300ခန့်နဲ့စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီနဲ့ပြူစောတိပူးပေါင်းစစ်ကြောင်းဟာကာကွယ်တပ်တွေထောင်ထားတဲ့မိုင်းထိမှန်ကယ်ခြင်းဖြစ်တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။မင်းတိုင်မင်ရွာကိုမိရှုပ်ပြီးတော့ဆက်ထွက်လာတဲ့စစ်ကြောင်းကမိုင်းထိတာပါ။ သုံးကောင်တေးပြီးတော့ဒဏ်ရာရတာကြီးလည်းရှိတယ်အခုကလမ်းပိုင်းတစ်ခုလုံးဒီကောင်နေအင်အားသုံးရာလောက်ရှိနေတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ် နောကန်ကျေးရွာဟာမင်းတိုင်မင်းရွာနဲ့ဆက်ဆက်တီးရှိနေပါတယ်။အဲ့ဒီစစ်ကြောင်းနဲ့ PDF, ABS, GF ပူးပေါင်းတပ်များဟာမင်းတိုင်မင်းရွာအနီးငပြောတော့ရွာမှာဩဂတ်လ19ရက်နေ့ကတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့တဲ့အဲ့ဒီတိုက်ပွဲကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲပြီးတော့ဩဂတ်လ20ရက်နေ့မှာမင်းတိုင်မင်းရွာကိုမိရှို့ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာပလဲမြို့နယ်အတွင်းထိတ်တိုက်ရင်ဆိုင်တိုက်ပွဲရှိမနေပဲ စေကောင်းစီစစ်ကြောင်းအချို့ရှိနေတယ်လို့သိရပါတယ်။သို့တော်လည်းစေကောင်းစီကမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကနေစစ်မှုထမ်းတင်တန်းစင်းတွေကိုလေးကြောင်းကနေပြီးတော့ထပ်မံပို့ဆောင်ခဲ့ကြောင်းဒေတာတွင်သတင်းအမြင့်ချို့ကပြောပါတယ်။စစ်ခွဲစစ်ကြောင်းများကြောင်းချောင်းနာမဲဆက်ရအုံနောက်ညောင်ရင်ကုန်တလိုင်းကန်ရွာတွေအပါအဝင်ပလဲမြို့နယ်အနောက်ပိုင်းမှာရှိတဲ့ရွာဆယ်ရွာထက်မင်းကဒေတာကန်များဟာစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ပလဲမြို့နယ် အင်မတီရီးပြူကုန်းရွာတို့မှာလဲစစ်ကောင်စီကတက်ဆွဲထားပြီးတော့အဲ့ဒီနေရာတွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတယ်လို့ပြောပါတယ်ပလဲမြို့နယ်ဟာရင်းမာပင်ခရိုင်မှာပါဝင်ပြီးတော့ဒေသတွင်းမှာရှိတဲ့ဘူဒလင်ကနေစာလင်းကြီးမြို့နယ်တို့မှာလဲစစ်ရဲတွေတင်းမာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကျိုးပင်ကောင်းမြို့နယ်ကြည်စုရွာမှာစစ်မှုထမ်းခြင်းအပြင်အိမ်တော်စုတစုကိုငွေကျပ်6000လစင်ကောက်ခံနေတဲ့ပြူစောတိဘိုးကြီးပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ28ရက်နေ့နေ့လယ်12နာရီခွဲအချိန်ကမှဂျိုးဝင်ကောင်းမြို့နယ်ပုတ်တွင်းကုန်းအုပ်စုကျေးစုကျေးရွာမှာစစ်မှုထမ်းကျေးဆိုပြီးတော့တအိမ်တောင်ကိုလာစဉ်6တောင်းလိုက်လံကောက်ခံနေတဲ့ကျေးစုရွာပြူစောတိဘိုးကြီးကို၎င်းရဲ့နေအိမ်အတွဲမှာတာယာဝတီခရံအမှတ်1တပ်ရင်383တက်တက်ခွဲကဂျိုးဝင်ကောင်းဟီးရိုးပျောက်ကြားတပ်ဖွဲ့ကရဲဘော်များကဝင်းရောက်တိုက်ခတ်ခဲ့ရာပြူစောတိဘိုးကြီး ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။တိတ်ဆုံသွားတဲ့ပြူစောတိဘိုကြီးဟာဂျေးရွာနေပြည်သူတွေစီကနေပြီးတော့လာစဉ်စစ်မှုထမ်းခြင်းငွေ6000ကောက်ခံနေတဲ့အပြင် PDF များနဲ့ထောက်ပို့ပြည်သူများရဲ့သတင်းနဲ့အချက်အလက်များကိုလည်းလိုက်လံစုံစမ်းနေသူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်၎င်းထံကနေပြီးတော့လက်ပစ်ဘုံတစ်လုံးကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဂျေးစုရွာပြူစောတိဘိုကြီးကိုကျွန်တော်တို့ရဲဘော်တွေကသူ့ရဲ့နေအိမ်မှာပဲတွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ပွဲချင်းပြီးတိတ်ဆုံသွားပါတယ်လက်ပြုံတလုံးကိုလည်းတင်စီရမိခဲ့ပါတယ်လို့တာယာဝတီခရိုင်အမှတ်1တပ်ရဲ့ ၈၃၁တက်ခွဲ၅ဂျိုးမင်ကောင်ဟီးရိုးပျောက်ကြားတက်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းပြည်တော်စုလမ်းမိုင်းမှာရှိတဲ့လာရှိုးတိန်ဒီလမ်းမိုင်းမှာတောင်ကြရေကြောင်းပြက်စီးသွားပြီးတော့ကိုကန့်တက်မတော် MNDAA ကပြန်လည်တိဆောက်ထားတဲ့တရားကို စစ်တပ်ကပြန်ဆောက်ပေးတယ်ဆိုပြီးတော့ဝါရဖြန့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှိုးမျိုးဘက်လမ်းပေါ်မှာတည်ရှိတဲ့ယာယီတရားတစ်စင်းဟာတရားခံနိုင်ဝန်အားထက်ဝင်ပိုဖြတ်တန်းသွားလာမှုတွေများပြားခဲ့ပြီးတော့လက်တလုံးမှာမိုးသည်ထန်းစွာရွာသွန်းမှုများကြောင်းဩဂတ်စ16ရက်နေ့ညကကြိုးကျသွားခဲ့ရာအဲ့ဒီနေရာအနီးမှာတရားအစ်တစ်စင်းပြန်လည်တိဆောက်ခြင်းဖြစ်တယ်လို့ MNDAA ကသတင်းထုတ်ပြန်ထားပါဗျ။တရားအစ်တိဆောက်ရမှာတနေ့ကိုတပ်သား30နေပါကထိုက်သွင်းအသုံးပြုကာ ဩဂတ်စ်လ25ရက်နေ့အထိ6ရက်တိတိတိစောက်ခဲ့ပြီးဒေသခံပြည်သူများမကြမီမှာတွာလာနိုင်တော့မယ်လို့ MNDAA ကဩဂတ်စ်လ28ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ် MNDAA ကထုတ်ပြန်ခဲ့တဲ့ဒရာတိစောက်ရေးမတန်းထပ်ပုံများကိုစစ်ခွေးတပ်ရဲ့ဝါရဖြန့်ချီရေးသမားများကအသုံးပြုပြီးတော့သတင်းအမှားတွေဖော်ပြနေကြပါတယ် MNDAA ဖျက်ဆီးသွားတဲ့လာရှိုးမျိုးဆောင်ဒရာကိုပြင်ဆင်ပြီးဖြစ်တဲ့အတွက်ကာကြီးကားငယ်လေးတွေအလုံးဖျက်ဆီးသွားလာနိုင်ပြီလို့လိမ့်လေဖော်ပြနေကြပါတယ် စစ်အုပ်စုကရေရတယ်ဗျာတရားတရင်တော်မှပြောင်းလဲပြောင်းစားနေစောက်ပေးနေကိုဂျင်းထဲ့နေတာလို့လာရှိုးမြို့ကန်တို့ကပြောပြထားပါတယ်တရားအစ်စ်ဟာခန္ဓာဝင်အားနဲ့အသုံးပြုနိုင်တဲ့တတ်တန်းမူလတရားထက် တိတိတသာတာလုံးကောင်းမွန်နေပြီးတော့အနာဂတ်မှာဒေသခံတွေရဲ့သွာလာရေးလိုအပ်ချက်များကိုပုံမှုပြီးတော့ကောင်းမွန်စွာဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ MNDAA ကထုတ်ပြန်ထားပါတယ်။ MNDAA တင်ယူထားတဲ့လာရှုံမျိုးကိုတရုတ်အစိုးရရဲ့အကူအညီနဲ့ပြီးခဲ့တဲ့ AP လမှာစစ်ခွေးတပ်ကပြန်ယူပြီးတဲ့နောက်မြို့ပေါ်ရပ်ကွက်12ခုကိုထိန်းချုပ်ထားတယ်လို့သိရပါတယ်။ပြည်တော်စုလမ်းမအတိုင်းဆက်ဆက်နေတဲ့တိန်နီမျိုးကိုပါထပ်ပေးရန်တရုတ်အစိုးရအကူအညီနဲ့ဖိအားပေးနေတယ်လို့ပြောပါတယ်။ MNDAA ကလည်းတိန်နီမြို့ကိုအဓုဒေတာတက်အဖြစ်နဲ့ထည့်သွင်းသတ်မှတ်ပြီးတော့အုပ်ချုပ်ရေးရန်တရာဖော်ဆောင်နေပါတယ်လက်ရှိထိန်းချုပ်ထားတဲ့လာရှိုးမြို့ကတော့မှစေကောင်းစီဟာအုပ်ချုပ်ရေးရန်တရာကောင်းမွန်စွာလဲပတ်နိုင်ခြင်းမရှိပဲလူရမှုများပြန်ပေးဆွဲမှုများဓမြတိုင်းမှုများမကြာခဏဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်အဲ့ဒီအခြေအနေတွေကြားထဲကတိန်နီမျိုးနဲ့ပတ်သက်တဲ့တရေအမားများကိုလည်းစေကောင်းစီရဲ့ဝါရဖြန့်ချီရေးဓမ္မများကမကြာခဏဖော်ပြနေကြပါတယ် ဩဂတ်လ24ရက်နေ့ကလည်းနောင်ချိုနဲ့အကြောင်းမဲမျိုးကိုဆက်သွယ်ထားတဲ့ဂုတ်ထိတ်တရားကို TNL ကမိုင်းခွဲဖြက်စီးခဲ့တယ်လို့စစ်ကောင်စီနဲ့၎င်းတို့ရဲ့ဝါရဖြန့်ချီရေးဘောမသတင်းသမားများကသတင်းအမှားများကိုဇက်တိုက်ဖော်ပြနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းမျိုးပေါ်မှာပြူစောထီအဖွဲများကိုတက်မ33ကဖွဲ့စည်းပေးနေပြီးတော့ပြူစောထီအဖွဲများရေရှည်ရက်တီလဲပန်းနိုင်ရေးအတွက်စက်ကြီးကောက်မှုများအောင်ပါလေထီရောင်းချမှုများ စစ်မှုထမ်းကြေးကောက်ခံမှုများစစ်မှုထမ်းလူစားထိုးအယောင်ဝယ်ပြုလုပ်မှုများအပါအဝင်ချင်းချောင်းငွေကြေးတောင်းခံမှုများကိုလည်းတရားဝင်ခွင့်ပြုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းမြို့ပေါ်မှာပြူခွေးတွေကစစ်တပ်ကထုတ်ဝေပေးနေတဲ့အောင်မာလီထီများကိုဈေးဆိုင်များနဲ့လုပ်ငန်းရှင်များထံကိုမဝယ်မနေရအဖြစ်နဲ့ချင်းချောက်ပြီးရောင်းချနေတယ်လို့သိရပါတယ်။အောင်မာလီထီကိုမတန်တဆဈေးတင်ပြီးတော့ရောင်းချနေတယ်လို့ဈေးသည်တွေကပြောပါတယ်။ဈေးဆိုင်များအဖြစ် ကိုရဆိုင်ကစပြီးတော့စက်ယုံပွဲယုံအလုံယုံပိုင်ရှင်လိုမျိုးစီးပွားရေးလုပ်ငန်းရှင်တွေအထီကိုအောင်ပါလေထီအ ਨੇ ဆုံး9000ဘိုးကနေ3000ဘိုးအထီမဝယ်မနေရအဖြစ်နဲ့အတင်းအကျပ်ချင်းချောက်ရောင်းချနေတယ်လို့သိရပါဗျ။လုပ်ငန်းရှင်တွေနဲ့ဈေးဆိုင်တွေကိုပြူခွေးတွေကစစ်တပ်ကထုတ်ထားတဲ့အောင်ပါလေထီကိုမထိုးမနေရလက်နက်ပြပြီးတော့အတင်းကိုထိုးခိုင်းနေပါတယ်။လုပ်ငန်းကြီးရင်အောင်ပါလေထီ3000ဘိုးလုပ်ငန်းသေးရင်2000ဘိုး ကွန်ရဆိုင်လောက် PC ညောက်တော့လေးဆိုရင်တော့အောင်ပါလေထီ3000ကနေပြီးတော့9000ဘူးအထိအတင်းကိုထိုးရောင်းတယ်တကယ်ကအောင်ပါလေထီကိုဈေးတင်ပြီးတော့ပြူစောထီရံပုံငွေအဖြစ်နဲ့ပြန်ရောင်းနေတာပါမနိုင်ကျင့်တယ်လို့ဖြစ်နေတာပေါ့လာတိုင်းလို့လို့လာရောင်းနေတာလို့သခိုင်းမျိုးပေါ်ကစီးပွားရေးသမားတို့ကရှင်းပြထားပါတယ်ဒါအပြင်သခိုင်းမျိုးပေါ်မှာစစ်ခွေးတက်ကဖွဲ့စည်းပေးထားတဲ့ပြူစောထီများအနေနဲ့စစ်မှုတန်းချေကောက်ခံခြင်း စစ်မှုထမ်းလူစားထိုးအယောင်ဝယ်များနဲ့လူငယ်များကိုဖမ်းဆီးရောင်းချခြင်းများကိုအကြီးအကျယ်လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါဗျ။သခိုင်းမှာပြူခွေးတွေကလူငယ်တွေမှန်တမ်းများကိုအကုန်ဖမ်းတယ်ပြီးတော့အယောင်ဝယ်လုပ်တယ်လူတယောက်ကိုသိန်းတရာပတ်ချလဲလောက်ဈေးပေါက်နေပါတယ်။စစ်မှုထမ်းကြီးလည်းကောက်တာပဲလူစားထိုးခြင်းလည်းသူတို့ကရောင်းပေးတယ်အဓိကပြူစောထီးတွေရဲ့ရံမုံငွေအဖြစ်အဲ့ဒါတွေကိုလုံနေတာကိုစစ်ခွေးတွေရောရဲခွေးတွေရော ထွေးအုပ်ကပါအကုန်သိတယ်သူတို့ကခွင့်ပြုပေးထားတာအဲ့ဒီတော့ဇကိုင်းမျိုးပေါ်မှာလူငယ်မှန်တယ်ဗျအကုန်လုံးရှောင်နေကြရပါတယ်လို့ဇကိုင်းမျိုးကကင်းထောက်အဖွဲ့ဝင်လူငယ်တူကရှင်းပြထားပါတယ်ဇကိုင်းမျိုးပေါ်ကပြူစောထင်းများကရဲတွေနဲ့ပေါင်းပြီးတော့လောင်ကစားဝိုင်းများပြည်တစားခန်းများအရက်ဆိုင်များနှလုံးသုံးလုံးထိရောင်းချသူများထံကလည်းစက်ကြီးကောက်ခံခြင်းပြူစောထင်းများရဲ့ရံမုံငွေဆိုပြီးတော့နာမည်တက်ထားတဲ့လောင်ကစားဝိုင်းတချို့ကိုလည်းဈေးပွဲတော်နာမည်တက်ပြီးကျင်းပါကငွေရှာနေကြကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းအုတ်ဖုမြို့နယ်ဒေါင်းလေးရွာကိုအကြမ်းမဆက်တက်က drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်9နှစ်အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူတို့တေဆုံးပြီးတော့အဲ့ဒီဘုံဟာတားမီနှစ်ဦးပေါ်ကိုတဲ့တဲ့ကြောက်ရောက်ပောက်ကွဲခဲ့တဲ့အတွက်ရုပ်အလောင်းတော်မှာရှာမတွေ့တော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ28ရက်နေ့ညနေ4:44မိနစ်ခန့်မှာအုတ်ဖုမြို့နယ်တိမ်မြုပ်ကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကဒေါင်းလေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ အချက်ပါစစ်ခွေးတိုက်ရဲ့ဘုံကျဲတက်ခတ်မှုအတွင်းမှာအသက်9နှစ်အရွယ်မယွန်းမီမီနဲ့မိခင်ဖြစ်သူအသက်32နှစ်အရွယ်ဒေါ်စင်မာတင်းတို့ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့ပြောပါတယ်စစ်တပ်ရဲ့ drone ဘုံဒီနှလုံးဟာမယွန်းမီမီနဲ့ဒေါ်စင်မာတင်းတို့အပေါ်ကိုတဲ့တဲ့ကြောက်ရောက်ပောက်ကွဲခဲ့ခြင်းဖြစ်တဲ့အတွက်ရုပ်အလောင်းရဲ့ကိုခန္ဓာတော်ရှာမရတော့ဘဲအသားစများသာကောက်ယူနေရတယ်လို့သိရပါတယ်ကျွန်တော်တို့ရုပ်အလောင်းတော်မှာရှာလို့မတွေ့တော့ဘူးတို့တားမိကစပိန်စီးနေရင်းနဲ့ဘုံကလူပေါ်တဲ့တဲ့ကြတာဆိုတော့အကုန်လုံးဒစားစီကိုဖြစ်သွားတာမပောက်ကွဲသေးတဲ့ဘုံတစ်လုံးကိုတော့ရှင်းလင်းနိုင် ခဲ့တယ်လို့တာယာဝတီခိုင်စီရေးတာဝန်ခံရဲဘော်တစ်ဆာကပြောဆိုထားပါတယ်။အခုလိုမျိုး drone နဲ့ဘုံကျဲတိုက်ခတ်ပြီးတဲ့နောက်စစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ပါဇက်တိုက်ပစ်ခတ်ခဲ့တဲ့အတော့ကြီးရွာနေပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အုပ်ဖို့မြို့နယ်မှာစစ်ခွေးတပ်ကစစ်ကြောင်းထိုးခြင်းနဲ့လက်နက်ကြီးပစ်ခတ်မှုများ drone နဲ့ဘုံကျဲမှုများကိုဇက်တိုက်လှုံ့ဆော်လျက်ရှိကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ